အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့စီရန်စစ်သားစင်ရောဖြစ်ပါတယ်2025ခုနှစ်မတ်လ18ရက်နေ့အင်္ဂါနေ့ညနေပိုင်းစစ်ရေးသတင်းတုံးသက်ချက်များကိုဖတ်ကြားတင်ပြသွားမှာဖြစ်ပါတယ်ပထမဦးစွာကပ္ပစစစ်သားတွေအခြေအနေလေးတွေပြောပြပေးပါမယ်ကိုယ်တည်းအိုးကောင်းမကန်ရစူတယ်လို့ပေါ့လုံခြုံရေးနဲ့စစ်စင်ကြီးထွက်ရတဲ့ကပ္ပစတပ်သားတွေလောက်ပဲလက်နဲ့ငယ်ကိုကောင်းကောင်းမွန်မွန်ကန်ရတာဖြစ်ပြီး ဆက်ယုံ area လုံုံရေးနဲ့ခံစစ်ပြင်နေတဲ့တပ်သားတွေကတော့ခြေလင်းခြေမြန်တဲ့လက်ယုံတပ်တွေရဲ့အကြကိုတော့တတ်ဆင်ပေးထားတာဖြစ်ပါတယ်။ဆက်ယုံတွေမှာလက်နဲ့အလွန်ဆုံးရှိမှ30နဲ့40ချားလောက်ပဲရှိပါတယ်။စီးနှင်းတက်ခိုက်ခံရဖို့ရှားခိုင်းလုံးနဲတဲ့စစ်မောင်ဝဲအခြေကအခြေဆိုင်ကောက်ဆရှစ်နဲ့အထက်မင်းလာမြို့နယ်ပုံကြီးစခန်းအခြေဆိုင်ကောက်ဆ30တို့ဆိုရင်အင်အားတရာဝင်းကျင်လောက်နဲ့လာတိုက်ရင်တောင်ကြာကြာတောက်မခံနိုင်လောက်ဘူးလို့ဆိုကြပါတယ်။ Google Location မှာကပ္ပစ73လို့ဖော်ပြထားတဲ့စက်ရုံဟာကပ္ပစ30တာဖြစ်ပါတယ်။ကပ္ပစ73ကတော့အထက်မင်းလာမျိုးနဲ့ broken ချေးရွာမှာတည်ရှိတာဖြစ်ပါတယ်။ကပ္ပစ70တာဆိုတာရှင်းရှင်းပြောရရင်စစ်သားလဲလှုပ်ချင်တယ်စစ်တရမှာလဲကြောက်တဲ့အဲအဲ့လိုဘာရှင်သမားတွေဖြစ်ပါတယ်။ချင်းလင်းချင်းမြန်ကအဖွဲတွေအတွက်အနာယူတယ်လို့ဆိုရမယ်။လောင်းငယ်ကြီးခံလို့ခေါ်တယ်။အကြက်လောင်းအကြက်ငယ်အကြက်ကြီးအရာခံတင်တန်းလေးတွေတက်ရရင်တော့မှပဲဖွာလန်ကျဲနေတဲ့မတိဖြစ်ပါတယ်။ အချစ်တောင်တိုင်းစစ်ထဏာချုပ်ခွင်အာရှလမ်းမကြီးပြန်ဖွင့်လိုက်ပြီဆိုတဲ့သတင်းတဲ့တဲ့ထွက်ပေါ်နေပါတယ်။အတီးပြုတ်နိုင်ရန်စီစစ်နေသေးတာဖြစ်ပါတယ်။ဂရိုင်းလိတိုက်ပွဲမှာဆိုရင်ကိုယ့်ဘက်ကလည်းပေးဆပ်ရမှုတွေမနှဲပါဘူး။နာမည်ကြီးအဖွဲ့တဖွဲ့တဲ့တွေခုနှစ်ယောက်ကြာဆုံးပြီး28ယောက်ဒဏ်ရာအပြစ်ထံရရှိထားခဲ့တာဖြစ်ပါတယ်။နှစ်ကြိမ်တိုင်တိုင်းထိုးစစ်ဆင်နေခဲ့ပြီမဲ့ရာဂန်ဒီအခြေအနေကနေပြန်ပြီးဆုတ်ဆုတ်လာတာဖြစ်ပါတယ်။ယနေ့မနေ့3နာရီ4နာရီကြာမှာတမဟာခွန်နေမြေတဲ့ကစစ်ဦးစီးချုပ်နေအမီဘုံဒီ၃လုံးကြာရောက်ပောက်ွဲခဲ့ပါတယ်။ ဲ့ဒရုန်းဘုံးကြီးနဲ့ပြစ်ခတ်ခြင်းလို့လည်းသိရပါတယ်။ပူလူလူစခန်းကစကားစားဆုတ်ခွာခဲ့ရတဲ့နောက်ပိုင်းမှာစကားစားရဲ့ထမ်းမြန်တိုက်ခိုက်မှုလို့ပဲပြောရမှာဖြစ်ပါတယ်။ကရင်နီချားတော့ဒေသတောင်ကရုံခန်းစစ်စခန်းနယ်မြေတဝိုက်မှာတော့စကားစားပြီးပြန်လည်ဆုတ်ခွာသွားပြီဖြစ်ပါတယ်။ဒီမော့ဆိုးအရှိန်အဟန်းကိုတော့မတ်လ29ရက်နေ့မတိုင်မီလေကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးမြေပြင်စစ်ကြောင်းထိုးတိုက်ခိုက်မှုလုပ်မယ်ဆိုပြီးသတင်းပြန့်နေလို့စစ်ဘေးရှောင်ရှင်စိုးရိမ်ထိတ်လန့်နေပါတယ်။ စကားစားသတင်းထုတ်ပြန်ပြီးတိုက်ခိုက်လို့မရှိပါဘူး။မိုးပြေနေမြေကန်တက်ခမရ၄မိနစ်နဲ့ထဲမှာ viewer မှုအပြောင်းလဲရှိပုံရပါတယ်။မြဝကျော်မဒေတာမြောက်ဆန်းအမြောက်တက်အမတ344အနီးထိတွေ့တိုက်ပွဲစတင်နေပြီဖြစ်ပါတယ်။မနေ့ညတွေကနေစတာဖြစ်ပြီးဒီနေ့မနေ့အထိလက်နက်ငယ်တကန်းရင်ဆိုင်တိုက်ပွဲဖြစ်နေတဲ့သဘောရှိပါတယ်။လက်နက်ကြီးပြစ်ကူပေးတာမရှိတဲ့အတွက်အနီးကထွေးလုံးရစ်ပတ်တိုက်ပွဲလို့ယူဆရပါတယ်။ပသိမ်မုံရကားလမ်းမော်ကဆက်ဆက်ယူကြေးရွာနဲ့ စောပြာကြေးရတွေမှာစကားစားစစ်ကြောင်းတွေတဆွဲအခြေပြုရောက်ရှိနေတာရှိပါတယ်။မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်တွင်းငယ်ခွန်မန်ရွာမှာအခြေပြုထားတဲ့စတာကခွန်အမခွန်တမတော်တမ်းမြင့်လေးကြီးအကြောင်းကိုပူပေါင်းတပ်ဖွဲ့တွေဝိုင်းဝန်းပိတ်ဆို့ထားပြီးဖြစ်ပါတယ်။စကားစားဘက်ကလည်းပြန်လည်ထိုးပေါက်နိုင်မှုအခြေအနေစိုးစားနေပြီမဲ့မရပါဘူး။အဆိုပါတင်နန်းကျောင်းဟာလေးကြီးတာဝန်တွေထမ်းဆောင်နိုင်ရင်မရှိတော့ပဲပတ်လည်ခံစစ်ကိုသာအားထည့်နေရတာဖြစ်ပါတယ်။ လူသစ်တွေကိုလေ့ကျင့်ပေးတဲ့အခြေခံစစ်တင်နှန်းတွေကိုရမဲသင်းမှာပဲပြုလုပ်နေတာဖြစ်ပါတယ်။ဈေးခါခဲရန်ကိုလည်းလေချောင်းကနေပို့သမျှကူတာချွေတာစားသုံးနေရတာဖြစ်ပါတယ်။မင်းညာဆယ်နာရီဝင်းကျင်မှာတော့ကြောက်ဆယ်ဟန်မြို့အခြေဆိုင်ပင်မခဲရမီကြောက်တက်အရာရှိငယ်လေးအိမ်နိုင်ငံဝင်းကျင်မှာဒရာဦးကနေပြန်တန်းလာတဲ့စစ်လေရင်တစ်စီးဟာတိုက်ဧရိယာကို၆ပတ်ခန့်ပတ်ပြီးပြန်တန်းလာတယ်။ပြီးတော့လေဒီစစ်သားတွေဆင်းလာတာရှိပါတယ်။အဲ့ဒီနယ်မြေဟာယခုကာလအထိ ပူပေါင်းတပ်ဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲမရှိတဲ့နေရာဖြစ်တာဖြစ်တဲ့အတွက်ဒီ night fall နေဒီကုံလေးကျင်တာဖြစ်ဖို့ညားပါတယ်မိစားစစ်သားတွေနေရကြတဲ့နေရာနဲ့အနည်းဆုံးချက်တဲ့ဒဝဲအင်းရွာကဒေသခံပြည်သူတို့ကတော့ထိတ်လန့်ပြီးထွက်ပြေးနေကြပါတယ်။ဗမာမျိုးသိန်းတိုက်ပွဲတရားလို့ရထားတဲ့ဘူးဒီခရီးလေးအပုံလိုက်ကြီးရလဲအားကြစရာကြီးဖြစ်ပါတယ်။တစ်ဖက်က lobby channel တွေမှာဆိုရင်ရလာတဲ့တနက်ကလေးတစ်လက်နှစ်လက်ကိုစာလာကလေးခင်းပြီးတက်တဲ့ခုံစာပြရတယ်။ ဓာတောင်တဝက်လောက်က MCV တွေပါသေးတယ်ဘလောက်တောက်ခံနိုင်မလဲကြည့်ကြရအောင်ဘမော်အနေထားက၄ပုံ၃ပုံရပါပြီ85 25ပါ၄ပုံ၃ပုံအိတ်ကတ်ထဲကိုရောက်ပြီလို့ဆိုရမှာဖြစ်ပါတယ်စခိုင်းတောင်ရိုးကစိုးပုံရစီတင်မွဲကြောင့်ဒေတာခံတွေပြောလာတာရှိပါတယ်ခင်ညွန့်လက်ထက်တုန်းကလည်းအဲ့ဒီဇေဒီကိုရရရအနေနဲ့ဖြီးတော့တင်ခဲ့ပါတယ်ဖြီးတော့တင်စီတပတ်အတွင်းမိုးချိုးပြစ်လို့ဖြီးတော့မန်တိုင်းဆောင်းရရတယ်ခင်ညွန့်လည်းရေလွေးဦးတဲ့ရောက်ပြီးပြုတ်ခံလိုက်ရပါတယ် ယခုတစ်ချိန်ကြီးတော်တင်တာဘ누ဘဝဆိုတာစုံလန်းစေဖြစ်ပေမဲ့ကြီးတော်ဟာဝင်းလက်တောက်ပမနေပဲမဲချိန်နေတယ်လို့ဆိုပါတယ်အပြောများလို့ကိုယ်တိုင်သွားကြည့်လူတွေစီကပြန်ကြရတာကလည်းတကယ်ကိုမဲနေပါတယ်ခင်ဗျာကဲဘ누ပြုတ်နေမလဲဒီဘဲတွေကိုအဲ့လိုလဲချဲပေးရသေးတယ်ဒါမျိုးဆိုအသေးကြောက်တာအဖားတို့ကတင်းတော်ဟိုစစ်ကူလာတဲ့စစ်ကြောင်းကိုကြားပြတိုက်ခိုက်ပြီးကစင်ကလေးထွက်ပြေးနေတဲ့တပ်မခုံခုံလက်အောက်ခံတပ်သားတွေကိုကောက်သင်းကောက်တယ်လို့လိုက်လံဖမ်းဆီးနေတာအယောက်30ကျော်ရနေပြီဖြစ်ပါတယ် ချင်းပြည်နယ်ဖလန်းမြို့အခြေစိုက်အမှတ်268ခြေလင်တရင်ကိုလေကြောင်းကနေလူလက်နဲ့ခေရန်ဖြည့်တင်းထားပါတယ်။မနေ့ကရောက်လာတာဖြစ်ပြီးတပ်ပြင်ဆက်ခါနယ်မြေရှင်းလင်းရေးဆောင်ရွက်မယ်ဆိုပြီးတင်ပြနေကြတော့ရှိပါတယ်။ကဲအောက်ချင်းခဲတို့ကြီးဒုံဒုံတိုင်းတိုင်းကြိုဆိုပေးလိုက်ကြပါအောင်ခင်ဗျာ။စားလဲဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။စိုက်ပွဲရှိရင်အောင်ပွဲရှိပါတယ်ဗျာ။ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လေးလုပ်ပြီး နိုတီလေးယူထားကြဖို့မေတ္တာရက်ခံအပ်ပါတယ်ခင်ဗျာ